အိုစီမန်ကအာဆင်နယ်ဆာယူနိုက်တက်ကိုရွေးချယ်တင်တယ်လို့ပြောလိုက်တဲ့အာဆင်နယ်ကစားသမားဟောင်းကြီးအာဆင်နယ်ကစားသမားဟောင်းကြီးဝီလျံဂါလက်စ်ကတော့အန်အာသင်းဆိုဗီတာအိုစီမန်ကိုအာဆင်နယ်ဆာမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့တိုက်တွန်းလိုက်ပါတယ်သူကသူ့ရဲ့အကြောင်းပြချက်ကိုခရစ်စတီယာနိုရော်နယ်ဒိုနဲ့နိုင်ရှင်ပြီးပြောကြခဲ့ပါတယ်နာပိုလီကနေဂါလာတာဆွေးကိုငှားနဲ့ရောက်ရှိနေတဲ့အိုစီမန်ဟာအိုရိုပါရဲ့အလိုချင်ဆုံးတိုက်စစ်မှုတွေကတူဦးဖြစ်လာခဲ့ပြီးအင်္ဂလန်ထိပ်တန်းလိကိုပြောင်းရွှေ့ဖို့သတင်းတွေဇက်တိုက်ထွက်ပေါ်နေပါတယ်ဒါပေမဲ့လည်းသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့ကြောင့်ဒါမဲ့ရိုယာစီမှာပြိုင်ဆိုင်မှုကပြင်းထန်လာမှသိကြပါရတယ်။အီတလီသတင်းဌာနရဲ့အဆိုအရ မယူနိုက်တက်ဟာအိုစီမန်ရဲ့အေးဂျင့်နဲ့ခိတသဘောတူညီမှုရရှိထားတယ်လို့သိရပြီးသူကပြောင်းရွှေ့ကြည့်ယူရို85တန်းကိုပေးချေဖို့ရည်ရွယ်ထားကြောင်းလည်းသိရပါတယ်ဇင်မောစီယာမကောင်းတဲ့ရာသီတစ်ခုကိုဖျက်တမ်းခဲ့ရပြီးနောက်အတင်းရတိုက်စစ်ပိုင်းကိုအားရင်ဖြည့်တင်းမှုယူနိုက်တက်ကတိုက်စစ်မှုကိုအချိန်တော်ကြာကလေးကစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းလီဗာပူးကိုချန်ပီယံဆုတွေစိန်ခေါ်နိုင်ခြင်းမရှိခဲ့တဲ့အာဆင်နယ်ကလည်းသူတို့ရဲ့တိုက်စစ်ပိုင်းကိုပုံမထမ်းမြတ်စေဖို့တက်တည်ပြထားတဲ့ဂိုးသွင်းရှင်တိုက်စစ်မှုတို့အုပ်ကိုရှာဖွေနေတယ်လို့သိရပါတယ်အင်တာဗျူးတစ်ခုမှာဂါလက်စ်ကအိုစီမန်ရဲ့အင်္ဂလန်ဘောလုံးနဲ့လာယောညှိထွေမှုဖြစ်နိုင်ခြင်းအပေါ်သူ့ရဲ့အမြင်ကိုပြောကြားခဲ့ပြီး ယူနိုက်တက်ဟာနိုင်ဂျီးရီးယားတိုက်စစ်မှုကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပိုပြီးတင့်တော်မှုပေးလိမ့်မယ်လို့သူကလေးနဲ့ပြောကြားခဲ့ပါတယ်။အရင်ကရဲ့နိုင်ငံခြားကစားသမားတွေကိုကျွန်တော်တို့မြင်ခဲ့ဖို့ပါတယ်။သူတို့ရဲ့ပထမရာသီအခက်ခဲတွေရှိတတ်ပါတယ်။ဒုတိယရာသီမှာသူတို့ခြေစွမ်းပိုကောင်းလာတာကပုံမှန်ပါပဲ။ရော်နယ်ဒိုတောင်သူရဲ့ပထမရာသီမှာအခုလိုရော်နယ်ဒိုမဟုတ်သေးပါဘူး။ဒါပေမဲ့လည်းဒုတိယရာသီမှာအရေးအယောင်တွေပြလာခဲ့တယ်လို့အာဆင်နယ်နဲ့ချက်စီးနောက်ခံလူဟောင်းကပြောခဲ့ပါတယ်။အသင်းပေါ်မှာအများကြီးမူတည်ပါတယ်။အကယ်၍အာဆင်နယ်ကချက်ချင်းရလဒ်တွေလိုအပ်တယ်ဆိုရင်သူတို့လာမယ့်နှစ်မှာပရီးမီးယားလိဂ်ကိုရယူမယ်ဆိုရင်အဲ့ဒီအတွက်ချက်ချင်းလုံနိုင်တဲ့ကစားသမားတစ်ယောက်လိုအပ်ပါတယ်။ သူတို့မှာအချိန်မရှိပါဘူး။ Manchester United အကြောင်းပြောရရင်သူတို့ရဲ့လက်ရှိအနေအထားရလိဂိုရဖို့မလိုပါဘူး။သူတို့ကအဆင့်လေးဒါမှမဟုတ်အဆင့်၅တွင်ဝင်ဖို့ကြိုးစားနေတာကြောင့် OCM ကိုလိုအပ်တဲ့အချိန်ပေးနိုင်ပါတယ်။ဒါပေမဲ့အခြားသတင်းတွေရ United အတွက်လမ်းကြောင်းဟာတိတ်ပြီးမဖြောင်းဖြူးနိုင်ဘူးလို့သိရပါတယ်။ကနအူးဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ OCM ရဲ့ဒဗက်လုတ်ကပေါင်၃သိန်းတောင်းဆိုမှုကြောင့် United ဟာ DAP ယူကနေအနေငယ်တွန်းဆုတ်သွားတယ်လို့သိရပါတယ်။ United ဟာသူတို့ရဲ့လစာဖွဲ့စည်းပုံအတိတ်အောင်မှာအဲ့ဒီလိုပမာဏပေးဖို့စံနှုန်းမရှိဘူးလို့လည်းသိရပါတယ်။ कहते हैं अमां पूछो कहते हैं